ရခိုင်နေများကမြမရွာအတာတကြံပွဲတော်ကို စီကားတက်မြိုက်စွာကျင်းပခဲ့တော့လည်းအခုနှစ်မှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငရင်ကြီးကြောင့်နေပြည်တော်ကောင်စီနဲ့မြေစကိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အတွင်းမှာနင်းနာဆောင်ရှုံခဲ့ရတဲ့ပြည်သူအများအပြားရှိနေရာအခုနှစ်မြမရွရတကြံကို အပြော်အပါတီဆိုကားခေါမှုများမပါဝင်မဲရွရရင်ကျိမှုနဲ့အညီနိုင်ငံတော်ကအေးချမ်းတရားတဲ့တကြံအေးတကြံဖြစ်ကျင်းပပြီးလမ်းလျှောက်တကြံကိုလည်းအေးတကြံဖြစ်ကျင်းပ ခြင်းဖြစ်ပါတယ်။ဒီကနေ့တကြံအကြုံနေ့မနက်ပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နဲ့ဇနီးတော်ကျူကျူလာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်ရမှုနဲ့ဇနီးကောင်စီဖွဲ့ဝင်များပြောင်စုဝင်ကြီးများနဲ့တာဝန်ရှိသူများဟာနေပြည်တော်မြို့တော်မဟာတကြံမန္တန်နေပြည်တော်လမ်းလျှောက်တကြံရဲ့ ရေအေးတကြံမန်တက်နဲ့စတုဒိတာမန်တက်တို့တို့သွားရောက်ကြည့်ရှုအားပေးပါရယ်။ရှေဦးစွာနိုင်ငံတော်ဝန်ကြီးချုပ်ဟာနေပြည်တော်မြို့တော်မဟာတကြံမန်တက်မှာမြမရွရအစင်လာနဲ့ညီတပြေကန်နဲ့ရေပက်ဖြန်းပြီးတကြံပွဲတော်ကိုဆင်နွှဲပါရယ်။အိမ်နောက်နေပြည်တော်မဟာတကြံတို့ရောက်ရှိရာတနခါမော်ဦးမှာတပြေကန်နဲ့ရေပက်ဖြန်းပြီးကြိုးဆိုကြပြီး ကရဝိတ်အလားပြခြင်းမှာခေချောက်ခေတကြံအကတယုတ်ပြတင်ဆက်မှုများကိုကြည့်ရှုအားပေးပါရစေ။ ဆက်လက်ပြီးဘိုးဘွားများအားမြမရရအစင်လာနဲ့အညီခေါင်းလျှော်ပေးခြင်းခြေသက်လက်သက်လှိဖြက်ပေးခြင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီးဘိုးဘွားများအားတကြံလက်ဆောင်များပေးရပါတယ်။အိနာ ဇဒုဒိတာမန္တတောရောက်ရှိပြီးဇဒုဒိတာ ကျုံးဝင်မှုများကိုကြည့်ရှုအားပေးပါရယ်အခုနေ့နေပြည်တော်လမ်းလျှောက်တဲ့ကြမ်းမှာမြမရွေရအတာတဲ့ကြမ်းကို UNESCO ရင်လူသားမျိုးနယ်ကိုစားပြုဒရမတ်ရင်ကျင်းမှုအမွေနဲ့ဆင်းဝင်ဖြစ်သတ်မှတ်ခံရတာကိုအတိမတ်ပြုတဲ့အနေနဲ့ဂုံပြူကျင်းပခြင်းဖြစ်ပြီးကန္နာများအနေနဲ့မြမတနခါရင်ကျင်းမှုတလေးကိုလူသားမျိုးနယ်ကိုစားပြုဒရမတ်ရင်ကျင်းမှုအမွေနဲ့ဆင်းဝင်ဖြစ်ပါဝင်နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုကိုဂုံပြူတို့အပြင်တနခါလေးနဲ့တယုတ်ဖို့ခြင်း တက်ကြီးရွယ်မျိုးအများကကောင်းလျှော်ပေးခြင်းခြေသက်လက်သက်လှိဖြတ်ပေးခြင်းနေ့စဉ်မနေ့ညနေစတုတီတာအဖြစ်တကြံထမင်းမုတ်လုံးရေပေါ်ရွှေရင်အေးစနစ်မကင်းကြောက်ကြောဖြော်ရင်မုတ်လက်ဆောင်ရွှေကြည်တာကူကျိုးအုံတို့ကြောက်ကြောစသည်တို့ကျွေးမွေးခြင်းမြမရွရတကြံအစင်လာနေညီတပြေကဖြင့်ရေးပက်ကစားခြင်းကဏ္ဍများသာပအဝင်ကြောင်းသိရှိရပါတယ်ရှင်။ နတ်ဆက်ဥက္ကဋ္ဌနေပြည်တော်တကြံပွဲတော်တို့တက်ရောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့စနီးနတ်ဆက်ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့စနီးကောင်စီအဖွဲ့ဝင်တွေဟာ ဧပြီလ13ရက်တကြံဂျိုနေမနက်ပိုင်းကနေပြည်တော်မြို့တော်ဝန်မဟာတကြံမန်တက်နေပြည်တော်လမ်းလျှောက်တကြံမန်တက်ရဲ့ရေအေးတကြံမန်တက်နဲ့စတုဒိတာမန်တက်ကိုတွားရောက်ကြည့်ရှုအားပေးကြတယ်လို့သတင်းထုတ်ပြန်ပါတယ်။မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် အခုနှစ်မြမရိုးရတကြံကို အပျော်ပါတီဆိုက ခုံမှုတွေမပါဝင်ပဲရိုးရရင်ကျင်းမှုနဲ့အညီအေးချမ်းသာရတဲ့တကြံအေးတကြံအဖြစ်ကျင်းပတာဖြစ်ပြီးလမ်းလျှောက်တကြံကိုလည်းအေးတကြံအဖြစ်ကျင်းပတာဖြစ်တယ်လို့ဆိုပါတယ်